။အားလုံးပဲမင်္ဂလာပါဗျ။နှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းရပါတယ်။အဲ့တော့နှစ်ဆန်တရက်ကကျွန်တော်တို့ဂျာတာရီနေဖြစ်တယ်။အဲ့တော့ဂျာတာရီနေဖြစ်တဲ့အတွက်ဂျာတာပရီစမ်းသောနှစ်လို့ပြောလို့ရတယ်။အဲ့တော့ဂျာတာပရီစမ်းတဲ့နှစ်မှာကျွန်တော်တို့အနေနဲ့နဝင်းအားရရှိစေတာကတနင်္လာဖြစ်တယ်။ ဲ့တော့တင်းလာနဲ့ပတ်သက်တာတွေကကျွန်တော်တို့ကအကောင်းဆုံးကတင်းလာမြစ်တာတွေဟာတင်းလာရေဓာတ်เนาะရေကိုစွမ်းအားကိုပေးတယ်ပေါ့နော်နောက်ပြီးတင်းလာငွေကြေးပါအဲ့တော့တင်းလာစမ်းတော့နှစ်ရောင်းနေပြီဆိုရင်ကျွန်တော်တို့ကဓမ္မဆိုတရား၄ပါးမှာဟန်ချက်ညီညီရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့ မြတ်တာကမထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာမြတ်တာတုတ်တွေညွတ်နေတာเนาะအရက်ဆက်မဲ့နာမြတ်တာပို့တွေမြတ်တာပို့နေတာအော်မြတ်တာဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ရုံအညံ့အဆိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာဆန်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဒီတနင်္လာဆိုတာရေကြိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလုပ်ပေးစေချင်တယ်ဟိုအထူးတလဲလိုက်လောက်ရမယ်ဆိုလို့တာမဟုတ်ပါဘူး အိမ်မှာရှိတဲ့ဖះရောက်ပဲဖះတောက်တော်ရေတွေကတ်ပေးတာမျိုးကျွန်တော်လူတယောက်တောင်မှတနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာအဲ့တော့ဖះတောက်တော်ရေဖလားဆိုလဲဘာဖြစ်ဖြစ်3ချိန်4ချိန်လဲပေးနေရောမရဘူးလားရတာပဲအဲ့တော့ဖះတောက်တော်ရေမကြခဏလဲပေးတာမျိုးလုတ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးတောက်ပြီးတနေ့လာဆိုတော့ငွေကြီး အားလုံးယူဆတာလည်းငွေကြေးဖြစ်တယ်အဲတနင်္လာကျိုးအားကောင်းနေတယ်နှစ်ရောက်ပြီဆိုရင်တက်နိုင်သေးရဲ့ကျွန်တော်တို့ကငွေကိုအလှလေးလှုပ်ပြီးလှူတဲ့အငွေကိုဘလို့အလှလေးလှုပ်ပြီးလှူလှူတဲ့လဲဆိုတာကျွန်တော်တို့ကကိုရလာတဲ့ငွေကြေးလာတာပတ်စံငွေဓာတ်ရီအကုန်လုံးကို ကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကို လာရင်ထောက်ပံ့တာပြောလို့ပါဒါပါတော့ကျွန်တော်ကနိုင်ငံသားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူးအဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပေးလိုက်တယ်ဒါကဒပိုင်းမှာမိဘတွေနဲ့လည်းတမျိုးတည်းနေတယ်နော်အမေဖောက်စီလည်းမသွားကျင်တာနဲ့အမေဖောက်ကိုဘဏ်အကောက်ကနေ KB ကနေလှမ်းလွှဲလိုက်တာမျိုးထက်ဆာရဲ့မိဘကိုငွေကြီးလက်ထဲထည့်ပြီးကိုယ်တိုင်ကြောတာကဒီနှစ်ကပို့ပြီးထိရောက်တယ်အချို့ကြတော့အမေဖောက်ကိုပစ္စည်းကြီးတွေအများကြီးထည့်ပြီးတော့ငွေသားအသိမပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတယ် အာအမေကိုတော့ကျွန်တော်တို့စန်တေးစီတပုံးတော့ထောက်လိုက်မယ်။နော်ငွေတော့မပေးဘူးဆိုတဲ့သူတို့လေဒီနှစ်မှာတက်နိုင်တဲ့လူကြီးတို့မတွေကတော့အမဲ့သူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့လှူတဲ့ပို့ပြီးကတော့တဲ့လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះမှာတက်တက်မှတ်မှတ်လေးနဲ့နော်ဖန်ခွက်အကြည်လေးဘာပန်းမှာဘာကတော့မပါဘဲနဲ့ဖန်ခွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ခွက်လေးတစ်ခွက်လိုတယ် ဲ့ဒီဖန်ခွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့လကောင်း1000တော့လကောင်း1000တော့လကောင်းကရော့လေးထိုးပြီးအဲ့ဒီငွေဖလားတယ်နော်အဲ့ဒီငွေဖန်ခွက်လေးတယ်ထည့်ထားလိုက်နော်ထည့်တဲ့ခါကျရင်လေကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖျားမှာခဏလှူဒါန်းနိုင်ဖြစ်ပါတယ်ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်နော်ဘယ်ဆေးုံဆေးကမ်းမှာသွားပြီးတော့လှူမယ်ဘယ်မိဘမဲ့အကြောင်းမှလှူမယ်ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကရော့ထိုးအဲ့ဒီ ကျွန်တော်ခုနကပြောတယ်ဖန်ခွက်အကြည်လေးတည်းထည့်ပြီးဖះမှာလှူလာစေချင်တယ်နော်ဒါတွေကဂျာတာပရီစမ်းတဲ့နှစ်မှာတင်းတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါတွေကျွန်တော်တို့လုတ်ပေးနိုင်ပိုကောင်းပါတယ်ပိုကောင်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာဘလူဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်္ဂါချိုအင်္ဂါချိုဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်၃ခန်းန်းကိုကျွန်တော်တို့ကမေ့လို့မရဘူး ော်သုံးကနန်းကိုမေးလို့မရအောင်သုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်။ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေးလို့မရဘူးလို့ပြောတာ။အားကြောင့်ဒီလိုနှစ်ပိုင်းတွေကတတ်နိုင်သူတွေတဏ္ဍကုံသုံးပါးကိုအားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတ်တာမျိုးတွေဓာရီကိုအမြဲလှုပ်တက်ပါတယ်။ဓာရီကိုအမြဲလှုပ်နိုင်နေဆိုရင်ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်။အဲ့တော့ ။သာသာပရိစမ်းတဲ့နဲ့မှာညံ့နေတဲ့ဂျိုတွေကဗုဒ္ဓဘူးဂျိုတွေဖြစ်တယ်တဲ့။ဗုဒ္ဓဘူးဂျိုတွေအားနေတယ်။ဒါကြောင့်ဗုဒ္ဓဘူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုနှစ်ပိုင်းနေမှာနားမလဲပါမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတဲ့။အလိန်ခံရဖို့ຢာကင်တော့များတဲ့နှစ်ပါတော်တော်များများမကြွန့်ကျင်တဲ့နယ်ပယ်ကိုသွားလုံးမိရင်အလိန်ခံရတာမျိုးအများကြီးရှိနိုင်တဲ့နဲ့နယ်ပယ်အသီးသီးမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှုຢာကင်တော့နေများတဲ့နှစ်ဖြစ်တဲ့အတွက်တက်နိုင်တဲ့ နားမလဲတဲ့ကိစ္စဆိုတော့နားလဲတက်ကြွန်းလူတွေနဲ့တိုင်ပင်မှာလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘုရားနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက်စနေဂျိုအားနည်းပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမသိတဲ့ဒဇိန်တရံနေလူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတတိထားဖို့လိုတယ်အဲ့တော့အရင်နေ့ကသိနေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူးအခုမှစတွေ့ရယ် အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်အဲ့လိုလိုယုံပြီးတော့တခုခုလုံပေးလိုက်တာမျိုးတွေတခုခုငွေချီးလိုက်တာမျိုးတွေဒီလိုမျိုးတွေမှာတတိထားဖို့လိုတယ်ဒါကြောင့်ပဲဒီဇိုင်းတရံတွေလူမျိုးသားတွေဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးဒီနှစ်မှာအယံကာရောယုံကြည်လိုက်လို့မရဘူးအယံကာရောသွားပြီးသူတို့တွေကိုကိုယ့်ရဲ့ပစ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ်ဒါကတော့ဒီဇိုင်းတရံပေါ့ဘာသူမဆို့ ောက်ဘယ်သူမှဆိုဒါလေးတစ်ချက်ကိုလည်းသိစေချင်တယ်။နောက်ပြီးကြာတာပရိဆိုတာကျွန်တော်တို့ကပညာကျိုးပါ။ပညာကျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ်။ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ကျိုးဟာအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာကိုတင်ရင်နဲ့တက်ချင်တဲ့တန်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲ့တစ်ခုခုတိုးဝအောင်လို့ကျွန်တော်တင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီးသူသားလိုတဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနှစ်ကရလတ်ကောင်းနိုင်တာဖြစ်တဲ့အတွက်ဟာငါတစ်စက်မြင့်တဲ့ပညာရထက်တက်ရမယ် ။အာဒါဘွဲလုံးတွေတက်တက်မယ်။ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံညာသွားခြင်းတယ်။ပညာနဲ့ပတ်သက်ပြီးတခုခုတော့ငါတဏှာရာလေးမှရအောင်စာတီဖီကိတ်လေးတခုရအောင်အဲ့လိုဘွဲလေးတခုရအောင်ငါပညာကြီးနားရတာကြာပြီဒီချိန်မှာငါပညာကြီးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တစ်ခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုယ့်ရဲ့နားလေတက်ကြွတဲ့ပညာရှိတွေအကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်က ပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ်။တတိထားမယ့်ကိစ္စကပေါင်းတဲ့ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာဟိုအခြားမိတ်ဆွေတငယ်ချင်းတွေကတိုက်တွန်းလို့လုပ်တဲ့ကိစ္စမျိုးတွေကဒီနှစ်မှာလွဲတာများပါတယ်။ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော်။အာမိတ်ဆွေတငယ်ချင်းတွေအမေဒီလိုလုပ်လိုက်ပါလားအေးမင်းဟိုလိုလုပ်လိုက်ပါလားအေးအဲ့လိုမျိုးတွေကိုတတ်နိုင်သလောက်ချင့်ကြယ်ပြီးမှယုံမှာ အဲ့တော့မိတ်ဆွေတကယ်ချင်းတွေကဟိုတိုက်တုံးနေဒီတိုက်တုံးနေသူတို့ပြောလို့ဟုံနှုံနှုံလှုပ်လိုက်တဲ့ကိစ္စတွေကအဆင်မပြေဘူးเนาะသိသိချင်းနဲ့အဲ့တော့အဲ့လိုလှုပ်လိုက်မိရင်ချင်းနေမကောင်းဘူးဒါကြောင့်ကျွန်တော်တို့ကချင်းကြတစ်ခုကိုအပြောင်းလဲလှုပ်တော့မယ်ဆိုအဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလှုပ်ချင်တဲ့စိတ်ရှိလို့လှုပ်တာလို့ရင်အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တကယ်ချင်းကပြောလို့ညီကောင်မောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာအခက်အခဲအတားအဆီးတွေဖြစ်ပြီးအထင်တလောက်လဲအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်အဲဒီလောက်လေးပဲကျွန်တော်ပြောပြရစီဗီဒီယိုရိုင်းရှေ့သွားမှာဖြစ်တဲ့အတွက်အားလုံးပဲနှစ်ဆန်တရက်ကစလို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေစိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းထန်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ